တောင်လင်ထိုင်းရဲ့ပြည်သက်များအားလုံးကျန်းမာရမှုကြပါစေရှင်။အမြင်ဓာတ်ဖိုက်ဘာဟာကစီဓာတ်တစ်မျိုးဖြစ်ပြီးတော့လူရည်နှင်းစင်စားသုံးမှုလိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။အမြင်ဓာတ်ဟာခန္ဓာကိုယ်ကအစာချေဖြတ်ခြင်းမလုပ်နိုင်တဲ့အာဟာရဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။ရေမပျော်ဝင်နိုင်တဲ့အမြင်ဓာတ် soluble fiber နဲ့ရေမမပျော်ဝင်နိုင်တဲ့အမြင်ဓာတ် insoluble fiber ဆိုပြီးတော့အမျိုးအစားနှစ်မျိုးရှိပါတယ်။အမြင်ဓာတ်ဟာလူကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေတော်တော်များများရှိပါတယ်။ ဒါပေမဲ့လူအများစုကတော့နေ့စဉ်လုံလောက်တဲ့အမြင်ဓာတ်ပမာဏတွေကိုမရရှိကြဘူးလို့ဆီယံဝန်တွေကတွေးရှိထားကြပါတယ်။ဒါကြောင့်အမြင်ဓာတ်ကျွယ်ွားတဲ့အစားအသောက်တွေနဲ့သူတို့ရဲ့အကျိုးကျေးဇူးတွေကိုအခုတစ်ပတ်တန်လွင်ချမ်းမအစီအစဉ်မှာတင်ဆက်ပေးခြင်းပါတယ်။ကျွန်မယွန်ကြည်ပြပါရှင်။ရေမှာပြောင်းဝင်နိုင်တဲ့အမြင်တဲ့ဆလူဘယ်ဖိုင်ဘာတွေဟာ ဥထဲမှာဂျဲပုံစံဖြစ်ပြောင်းသွားပြီးတော့အစာချေပြန်နှုန်းကိုလျှော့ချပေးပါတယ်။ဒါကြောင့်သွေးရင်းတကြားတက်ဂလူးကို့စ်တွေဟာဖြည်းဖြည်းချင်းပဲထုတ်လွှတ်နိုင်ပြီးတော့တခြားကစီတက်တွေလိုစားသုံးတဲ့အခါမှာအင်ဆူလင်ထုတ်လွှတ်ပေးတဲ့ပမာဏနည်းပါတယ်။ခန္ဓာကိုယ်အတွင်းထဲမှာအင်ဆူလင်ပမာဏဟာမကြာခလထုတ်လွှတ်ပေးခြင်းဟာစီးကျိုယောဂါကိုဖြစ်စေရတဲ့အတွက်ကြောင့်မလို့အမြင့်တက်ကျွယ်ဝတဲ့အစာစာတွေကိုစားသုံးပေးခြင်းကစီးကျိုယောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်ရှင်။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးခြင်းရေမာပြောင်းဝင်နိုင်တဲ့အမြင်တဲ့ soluble fiber တွေဟာအစားအစာတွေကနေရရှိတဲ့ cholesterol တွေကိုအငြိအကျေးဖြစ်ပြောင်းလဲပေးတဲ့အတွက်သွေးထွင်းထဲကိုမရောက်ရှိတော့ဘဲခန္ဓာကိုယ်ရဲ့အငြိအကျေးအနေနဲ့ပဲဆွန့်ပစ်ပေးပါတယ်အဲ့ဒီအခါမှာတော့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့နှလုံးသွေးကြောတွေကိုအန္တရာယ်ဖြစ်စေတဲ့ LDL ကိုလက်စထရောပမာဏတွေကိုလျှော့ချပေးလိုက်တာမို့လို့နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ အဝါလုံယောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးခြင်းရေမာပျော်ဝင်နိုင်တဲ့အမြင်တဲ့ Soluble Fiber ဟာအစာခြေပြန်နှုံးကိုနှေးစေရာကြောင့်ဗိုက်ပြေလွယ်တဲ့အပြင်ကြက်ကြာလဲဗိုက်ပြေနေစေပါတယ်။ဒါကြောင့်မကြာခဏဗိုက်စာတက်သူတွေအကြောင်းမျိုးမျိုးကြောင့်အစာလျှော့စားနေရတဲ့သူတွေအတွက်အသုံးဝင်တဲ့အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ပြီးတော့အမြင်တက်ဟာတဘာဝအစာတောက်တွေကနေသာရရှိနိုင်ပြီးအထူးသဖြင့်အသီးရွက်တွေအသီးနှံတွေကနေလည်းရရှိနိုင်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်အမြင်နဲ့ကြွယ်ဝတဲ့အစာတောက်တွေဟာကယ်လိုရီပမာဏနည်းတဲ့အတွက်အမြင်နဲ့လုံလုံလောက်လောက်စားသုံးသူတွေမှာအဝလွန်ယောဂဖြစ်နိုင်ခြင်းနည်းတယ်လို့ဆရာဝန်တွေကတွေ့ရှိထားကြပါတယ်။အဝမ်းမံစေခြင်းရေထဲလုံလောက်စွာမရရှိတာကိုယ်လက်လှောက်ရှားမှုအားနည်းတာလုံလောက်တဲ့အမြင်နဲ့ပမာဏမရရှိတာစတာတွေကဝမ်းချုပ်ယောဂကိုဖြစ်စေပါတယ်။ရေမောင်မပြောင်းဝင်နိုင်တဲ့ insoluble fiber ဓာတ်တွေဟာ ူထဲမှာရေတက်ပြည့်စေပြီးတော့အစားအစာတည်ယူမှုကိုချောချူစေပါတယ်။ဒါကြောင့်လုံလောက်တဲ့အမြင်တတ်ရရှိခြင်းကဝမ်းချုပ်ယောဂဖြစ်ခြင်းကိုတားဆီးပေးနိုင်ပါတယ်။ဦးကျန်းမာရေးကောင်းမွန်စေခြင်းဦးထဲမှာဗက်တီးရီးယားတန်ပေါင်းများစွာရှိပါတယ်။လူကျန်းမာရေးအတွက်ကောင်းကျိုးဖြစ်စေတဲ့ဗက်တီးရီးယားတွေလည်းရှိသလိုလူကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေတဲ့ဗက်တီးရီးယားတွေလည်းရှိပါတယ်။ အမြင်တက်ကိုခန္ဓာကိုယ်ကအစာမချေဖြတ်ပေးနိုင်ပေမဲ့ဥလန်းကျောင်းတွေကဗက်တီးရီးယားတွေကိုတော့စားသုံးပေးနိုင်ပါတယ်။အမြင်တက်ဟာ prebiotic တစ်မျိုးဖြစ်ပြီးတော့ဥလန်းကျောင်းတွေထဲမှာရှိတဲ့ကောင်းမွန်တဲ့ဗက်တီးရီးယားတွေကိုပုံမောအားကောင်းစေပါတယ်။ဥကျန်းမာရေးမကောင်းမွန်တဲ့အခါမကြာခဏခေါင်းကိုက်တာအရေပြားပြဿနာတွေဖြစ်တာဝမ်းချုပ်တာဝိတ်တက်တာစတာတွေအပြင်ယောဂါပေါင်းများစွာဖြစ်စေနိုင်တာမို့လို့မိမိရဲ့ဥကျန်းမာရေးကိုလည်းဂရုစိုက်ဖို့လိုအပ်ပါတယ်နော်။ အခုတင်ဆက်ပေးလိုက်တာကတော့အမြင့်တက်ရဲ့အတုံးဝင်ပုံလေးပဲဖြစ်ပါတယ်အမြင့်တက်အမျိုးအစားနှမျိုးရှိပြီးတော့သူတို့ကနေရရှိတဲ့အကျိုးကျေးဇူးတွေဟာလည်းမတူညီကြပါဘူး။အမြင့်တက်ကျွဲဝါတဲ့အစားတောက်တွေကတော့မူရောစပါ၊အုတ်ကြုံ၊ပဲ၊မြေပဲ၊ထောပတ်တီ၊ပန်တီ၊ငပြောတီ၊ကီဝီတီ၊ဘယ်ရီတီ၊ပန်းခေါ်ပီစိမ့်အပြင်တခြားအစိမ်းရောင်ရှိတဲ့အရွက်တွေပဲဖြစ်ပါတယ်။တီးနဲ့အများစုရဲ့အခွန်တွေမှာလည်းအမြင့်တက်တွေပါဝင်ပါတယ်နော်။ အရွယ်ရောက်ပြီးသားအမျိုးသားတူဟာတနေ့ကိုအမြင့်တက်35ဂရမ်ခန့်ရရှိဖို့လိုအပ်ပြီးတော့အမျိုးသမီးတူကတော့25ဂရမ်ခန့်လိုအပ်တယ်လို့ဆရာဝန်တွေကညွှန်ကြားထားပါတယ်။လုံလောက်တဲ့ပမာဏထက်လွန်းလွန်းကျွကျွစားသုံးမယ်ဆိုရင်တော့ဘိုက်တင်းတာဘိုက်အောင်တာဝမ်းချုပ်တာတွေလည်းဖြစ်တတ်တာမို့လို့လုံလောက်တဲ့ပမာဏထက်ကျော်လွန်ပြီးမစားသုံးဖို့လည်းတတိထားသင့်ပါတယ်။မိမိကအခုမှ အမြင်တက်ကျွယ်ွားတဲ့အစားအစာတွေကိုစတင်စားသုံးမှုစဉ်းစားနေရဆိုရင်တော့အမြင်တက်ပမာဏကိုမြင်များမစားသုံးသေးပဲဖြည်းဖြည်းချင်းသာစားသုံးမှုအကြံပေးချင်ပါတယ်။ဒီတော့လူ့ကျန်းမာရေးအတွက်လိုအပ်တဲ့အမြင်တက်တွေကိုနေ့စဉ်လိုအပ်တဲ့ပမာဏတိုင်းစားသုံးပေးသွားမယ်ဆိုရင်တော့ပျော်ရွှင်ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါရဲ့ရှင်။အခုလိုကျမ်းမာရေးနဲ့ဆိုင်တဲ့အသိပညာဗုဒ္ဓတရားအကြောင်းတင်ဆက်ပေးနေတဲ့တန်လွင်ထိုင်းမြေတန်လွင်ကျမ်းမာအစီအစဉ်ကိုအပတ်စဉ်ဗုဒ္ဓဟူးနေ့ရဲ့ညနေ6:00နာရီတိုင်းမှာတင်ဆက်ပေးနေပါတယ်။ အားလုံးပဲစမ်းမပျော်ရွှင်တဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်